မန္တလေးမြို့ဆိုတာလည်းအမရဲ့မွေးရမြေလို့ဖြစ်တော့ပိုဆိုးတာပေါ့နော်အဲ့ဒီမှာဆိုရင်ဟိုအမျိုးတွေလည်းရှိရအမေဘက်ကမျိုးတွေလည်းရှိရပြီးတော့ဟိုအမရဲ့အကိုလည်းရှိရပေါ့နော်အဟိုဆူဖာဖြစ်တဲ့အချိန်မှာတော်တော်စိတ်မကောင်းဖြစ်နေရတယ်ဖုန်းလိုင်းတွေလည်းအဆက်အသွယ်မရတော့စိတ်အယံပူသွားတာပေါ့သတင်းတွေတက်လာတော့လည်းအခုချိန်ထိဟိုစိတ်မကောင်းဖြစ်နေရတော့မယ်ပေါ့နော်စက်တောင်မကြည့်နိုင်ဘူးနှလုံးမကောင်းတော့လေမနေ့ကအထိကိုတော်တော်လေးကိုစိတ်ရောစိတ်ပါအယံပင်ပန်းသွားတယ်စိတ်မကောင်းဖြစ်လာ ဟုတ်ပိုပြီးစိတ်မကောင်းဖြစ်တာဆိုရင်ဒီစကိုင်းဘတ်ဆိုရင်လည်းဟိုဖေရဲ့အလုံးအလုံးနဲ့ပတ်သက်ပြီးတော့အသိမိတ်ဆိုရင်ရှိရောဒီဟိုတယ်တွေပါတွေပျက်စီးသွားတာစိတ်မကောင်းပေါ့နော်ပြီးတော့အဲမန်နေဂျာတယောက်ပါအသက်ဆုံးရှုံးသွားတယ်ပြီးတော့သူ့ကလေးလေးဆိုရင်ဆွဲထုတ်လို့မရသေးဘူးပေါ့အဲ့လိုမျိုးတွေကြတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်ရတယ်တရားသဘောနဲ့ကြည့်မယ်ဆိုရင်ဘယ်ရမှမတည်မြဲဘူးဆိုတာကိုတရားသဘောကပြသွားပေါ့နော်ဘယ်ရမှမတည်မြဲဘူးဆိုတဲ့အရာကိုပြသွားဖြစ်တဲ့ကြောင့်ဟိုတရားနဲ့ပဲဖြေရတာပေါ့ ဆရာမင်းရမဆက်ဆက်သွယ်လို့ပေါ့နော်ဆရာဦးတည်ဦးဆောင်ပြီးတော့ဒီငလင်ရေပေးငလင်ပေးအတွက်အခုပြုနေတယ်ဆိုတော့အာကိုလည်းဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဟိုဝန်သာအားရစွာနဲ့ဒီအလူလာပြုတာပေါ့နော်တစ်ဖက်တစ်လမ်းကနေကုသိုလ်ပါဝင်တာပေါ့ဟိုချိန်ကြီးမှာလူတိုင်းကအလုံးသူ့အကူနဲ့သူသူ့ခက်ခဲနဲ့သူရှိကြတာပေါ့နော်ဒီလိုဖြစ်နေရဲ့ဂျားတွေကနေဒီလိုငလျင်ပေးတခြားမြို့နယ်တွေမှာဖြစ်သွားတော့သူတို့တွေကကိုယ်တွေထက်တောင်ပို့ပြီးတော့စိုးရဲပေါ့အခြေအနေကလေအဲ့ဒီတော့ ိုတွေထပ်ပို့ပြီးအခြေအနေပိုဆိုးသွားတဲ့အတွက်ကြောင့်ဟိုကိုမှရှိနေတဲ့အပူတွေဟိုဘလောက်ပဲရှိရှိဒါတစ်ဖက်ကိုပြန်ပြီးတော့ငဲ့ပြီးတော့မှဟိုကုသိုလ်လုပ်ဖို့စဉ်းစားလိုက်တာပေါ့နော်ပြီးတော့သတင်းတွေတက်လာတဲ့အချိန်မှာလည်းတော်တော်လေးလည်းစိတ်မကောင်းဖြစ်ရတယ်မန္တလေးမြို့ဆိုတာလည်းအမရဲ့မွေးရည်မြေလို့ဖြစ်တော့ပိုဆိုးတာပေါ့နော်အဲ့ဒီမှာဆိုရင်အမျိုးတွေလည်းရှိရအမေဘက်ကမျိုးတွေလည်းရှိရပြီးတော့ဟိုအမရဲ့အကိုလည်းရှိရပါတော့ အဟိုဆဖာဖြစ်တဲ့အချိန်မှာတော်တော်စိတ်မကောင်းဖြစ်ရတယ်ဖုန်းလိုင်းတွေလည်းအဆက်အသွယ်မရတော့စိတ်အယမ်းပူသွားတာပေါ့ဒါပေမဲ့ဟိုအမျိုးတွေကတော့ဘာမှတော့မဖြစ်ဘူးပေါ့နော်ဘာမှမဖြစ်တော့ကိုလည်းဒီအိမ်ကနေပြီးတော့ဟိုကိုတက်နိုင်သလောက်ဘာသာရေးနဲ့ပဲဖြစ်ဖြစ်ဟိုကုသိုလ်တွေဖြူပြီးတော့ဆူတောင်းပေးရတာပေါ့နော်တရင်တွေတက်လာတော့လည်းအခုချိန်ထိဟိုစိတ်မကောင်းဖြစ်နေရတော့မယ်ပေါ့နော်ဆက်တောင်မကြည့်နိုင်ဘူးနှလုံးမကောင်းတော့လေမနေ့ကအထိကိုတော်တော်လေးကိုစိတ်ရောစိတ်ပါရမ်းပင်ပန်းသွားတယ်စိတ်မကောင်းဖြစ်တော့ ဟုတ်မမန္တလေး87 80မဟာအောင်မြေမြို့နယ်ပေါ့နော်မန္တလေးတက္ကသိုလ်ရတနာဘုံတက္ကသိုလ်ကျောင်းလည်းမန္တလေးမှာပဲပြီးခဲ့တာပါဟုတ်ကျွန်မတို့နေတဲ့ဘက်မှာတော့နည်းနည်းတော့ဖြစ်တယ်ပေါ့နော်အဲ့ဖြစ်တဲ့ဘက်အထက်ဆိုင်တော့အဲ့ဟို87 80နှစ်ကျအဲ့မဟာအောင်မြေမြို့နယ်မှာတော့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ဒီအတော်တွေနေတဲ့ဘက်ကျတော့သူကဟိုပေါ့နည်းနည်းဟိုပြင်တော်အိမ်နဲ့နေတဲ့အတော်တွေလည်းရှိရပေါ့နော် အုပ်နဲ့အုပ်နဲ့အဲ့လိုဖြစ်တဲ့အထိုင်ဆိုင်ပြင်အောင်အိမ်နဲ့နေတဲ့ဒီကတော့တိတ်တော့အထီးကိုင်နေတယ်ပေါ့နော်။မမတို့ကြတော့အဲ့ရနာဘုံတက္ကသိုလ်တက်ခဲတော့ရနာဘုံကတော့ဘာတမ်းမှမကြားရဘူးပေါ့နော်။ဟိုဟိုမလေးတက္ကသိုလ်ကြီးကတော့ပျက်စီးသွားတဲ့အတွက်စိတ်တော့မကောင်းဘူးပေါ့နော်။ဟိုပြီးစိတ်မကောင်းဖြစ်တာဆိုရင်ဒီစကိုင်းဘက်ဆိုရင်လည်းဟိုဖေရဲ့အလုံးအလုံးနဲ့ပတ်သက်ပြီးတော့အသိမိတ်ဆွေတွေရှိရောဒီဟိုတယ်တွေပါတွေပျက်စီးသွားတာစိတ်မကောင်းဘူးပေါ့နော်။ပြီးခဲ့တဲ့လမှာဟိုအဖေဆိုရင်ဒီဟိုတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဟို management ဟိုဟိုတယ်တင်တန်းတွေပါပြီးတော့လေ။ ီဟိုဟာ time maker manager အနေနဲ့တင်တန်းဒီပိုင်းပြီးတော့ပြီးခဲ့လာစခိုင်းအဲဒီ hotel တစ်ခုမှာဆိုရင်သွားခဲ့တယ်သွားခဲ့တော့အဲ့ဒီ hotel ဆိုရင်မနေ့ကမှဖုန်းဆက်သွယ်ရခဲ့တာညတော့အဲ့ဟို hotel ပြက်စီသွားတယ်ပေါ့နော်ပြောရင် manager တယောက်ပါအသက်ဆုံးရှုံးသွားတယ်ပြီးတော့သူကလေးလေးဆိုရင်ဆွဲထုတ်လို့မရသေးဘူးပေါ့အဲ့လိုမျိုးတွေကြတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်ရတယ်။မနေ့ကညထိပဲတရေဖတ်တယ်ဒီဒီပနက်ပိုင်းတရေတော့မဖတ်သေးဘူးပေါ့နော်။မနေ့ကထိဆိုရင်အဲ့လိုပိတ်မိနေတဲ့ဟိုညီမလေးတွေထဲမှာရိုက်ထားတဲ့ဟာလေးဆိုရင် ဟိုကိုချင်းစာမိရပါတော့အဲ့လိုမျိုးဒီနေရာမှာဆိုဒါပေမဲ့အဲ့ညီမလေးဆိုအရန်တော်တယ်သူအသက်လွတ်မြောက်ဘယ်လိုလုပ်မလဲဆိုတော့သူတို့ရိုက်ထားတယ်သူတို့အိဖုန်းလော့တွေပါဖြီးထားအဲ့လေးတွေသူဒီခုခေတ်ကလေးတွေတော်တယ်ဆိုတော့လည်းတွေ့ရပါတော့ဒါပေမဲ့ဟိုဆူတောင်းပေးရတော့ကိုလည်းတပတ်တလက်ကနေပိတ်မိနေတဲ့သူတွေအများဆုံးလွတ်မြောက်ပါစေဒါပဲဆူတောင်းပေးတယ်ဟိုတန်ဆုံးရှုံးသွားတဲ့သူတွေလည်း ကောင်းရပုံဘွားရောက်ပါစေမိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်တစားဖြစ်တော့ကတော့ကဲဆယ်ရေးနေတယ်ပေါ့နော်နောက်ပိုင်းနောက်ပိုင်းဒီတရုတ်တို့ဟိုဟွာတို့ကနေပြီးတော့ကဲဆယ်ရေးတွေထပ်ရောက်လာတော့ထပ်တွေ့ရတယ်ပေါ့နော်အဟိုကဲ၍ဟိုဒီတစားမျိုးနယ်တွေအတွက်ရောကဲဆယ်ရေးတွေကလည်းလိုအပ်နေမှာဖြစ်တဲ့တကြောင်ဟိုထပ်ပြီးတော့ဒီပိတ်မိနေတဲ့သူတွေကိုကယ်ဖို့အတွက်ကဲဆယ်ရေးတွေထပ်လာဖို့ဟိုတောင်းပန်ပါခေါ်ပါတယ်ပေါ့နော်ဖိတ်ခေါ်ပါတယ်တော်တော်စိတ်မကောင်းဖြစ်တာ ဟိုဘယ်လိုဆိုဟိုဗန္ဒလေးမျိုးဆိုတာဟိုဝရမြေလည်းဖြစ်ခဲ့သလိုဟိုဒီလိုမျိုး ဖြစ်သွားတဲ့အတွက်ထင်ထားပေါ့နော်ဒါပေမဲ့တရားသဘောနဲ့ကြည့်မယ်ဆိုရင်ဘယ်ဟာမှမတည်မြဲဘူးဆိုတာကိုတရားသဘောကပြသွားပေါ့နော်ဘယ်ဟာမှမတည်မြဲဘူးဆိုတဲ့အရာပေါ်ပြသွားဖြစ်တဲ့တကြားဟိုတရားနဲ့ပဲဖြေရတာပေါ့ပို့ပြီးတော့စိတ်မကောင်းဖြစ်တာအဲ့လိုဖျားတွေပါတွေအဲ့လိုဖြစ်သွားတာတွေဘုံကြီးเจ้าတွေဖြစ်သွားတာတွေပို့ပြီးစိတ်မကောင်းဖြစ်ရတယ် ဟိုကိုအမလည်းဟိုတက်နိုင်တလောက်ပေါ့တပတ်တလန်ကလေကိုဟိုကာလာဒါနာအလှူတွေပြုပဲဟိုလိုအပ်တဲ့တရားတွေပေါ့နော်ကိုတက်နိုင်တလောက်အခုတို့ပြုသွားမယ်ပေါ့ဒီနေ့မှစပြီးတော့ဟိုလှူဖို့အတွက်ပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့ဒီ Facebook မှာဆိုရင်လည်းဟိုဒီငလင်ရေးပေးငလင်ပေးအတွက်ခုနှစ်ရက်သာသမီအားလုံးအဲလှူဒန်းနေတာတွေပြီးတော့ဟိုတတူးတယောက်ချင်းစီပေါ့နော်တကယ်ဟိုတာဓုခေါ်ပါတယ်တတူးတယောက်ချင်းလှူဒန်းပေးရခုနှစ်ရက်သာသမီရှိရသာသမီ တော့ကဲဆယ်သွားပြီးတော့မြေပြမှာကဲဆယ်ပြီးရခုနှစ်သာသမီရှိရသာသမီအားလုံးတကယ်ကိုစိတ်ထဲကနေအလူညွန်တာဓုခေါ်ပါလေလို့ဒီကလျင်ဘေးကြီးလည်းအားလုံးရဲ့ဟိုစိတ်စိတ်နာမြတ်တာတွေကြောင့်လည်းနှကောင်းနဲ့မြတ်ဒီစောက်ရှောက်မှုကြောင့်ဒီမြန်မာနိုင်ငံကလျင်ဘေးကြီးအမြန်ဆုံးအမြန်ဆုံးဘေးဘေးကကင်းပျောက်ပါစေလို့ဆုတောင်းပါတယ်အမြန်ဆုံးပျောက်သွားပါစေလို့ဆုတောင်းပေးပါတယ်